တရားလမ်းစဉ်တစ်ခုဟာစကားလေးတစ်ခွန်းနဲ့ပဲနည်းနည်းလေးလွဲသွားတာနဲ့လမ်းကြောင်းတစ်ခုကလည်းလွဲသွားနိုင်သေးတာပဂတိလမ်းမကြီးမှာလမ်းမွာတွေလမ်းတွေတွေများနေလို့ရှိရင်လွေရစခန်းမရောက်နိုင်မဲနဲ့မှားတဲ့လမ်းကိုရှောက်လမ်းမိတတ်တာလို့အဲ့ဒါလိုပဲတန်တရာခရီးရှောက်လမ်းတဲ့အခါမှာလည်းပဲလူတွေရဲ့အတွေးအမြင် ုဂ္ဂိုလ်ရဲ့အတွေ့အမြင်ထိုအတွေ့အမြင်ကိုအထင်အမြင်တွေကလွန်မှုထားသည့်အတွက်ကြောင်းရှောက်လန်းတဲ့အခါမှာလွဲချော်သွားနိုင်တယ်။ဒါကြောင့်မို့မလွဲတဲ့လမ်းကရှောက်သေးကြတဲ့လမ်းကရှောက်လို့ပြောတယ်။အဲတော့လွဲသွားနိုင်တဲ့လမ်းနေဆိုတာနဲ့ပတ်သက်ပြီးဘုရားမြတ်စွာကဘုရားဟောတရားတော်နဲ့ပတ်သက်ပြီးတော့ကိုပဲလွဲချော်သွားတာတွေရှိနိုင်လို့မြတ်စွာဘုရားက မတ်ကြောက်ကလေးတွေကို ပေးထားခဲ့တာရှိတယ်။ဒီကနေ့ခေတ်မှာမတ်ကြောက်ဆိုတာပဲပုဂ္ဂိုလ်တွေအသုံးပြုတော့ဆိုရင်ရွှေအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေကမတ်ကြောက်ကိုအသုံးပြုကြတယ်။ရွှေစစ်မစစ်ကိုမတ်ကြောက်နဲ့တိုက်ပြီးတော့ချိန်လိုက်တဲ့အခါကျတော့ရွှေအစစ်နဲ့ရွှေတုခွဲခြားလို့ရသလို့ လောကမှာ အတုဆိုတာတွေကအစ်စ်နဲ့အလွန်တူလို့ခွဲခြားဖို့ခက်လို့အတုခေါ်တာတုထားတဲ့ဟာဆိုအလွန်တူတယ်ပေါ့အတုနဲ့အစ်စ်ဆိုတာတခါတရံခွဲခြားဖို့အလွန်တရာခက်တယ်ခွဲခြားဖို့ခက်သည့်အတွက်ကြောင့်ခွဲခြားပြီးတော့မြင်နိုင်တဲ့နီလန်းကလေးတွေပေးထားရတယ်ရွှေမှာအစစ်တူရှိတယ်စိမ်မှာအစစ်တူရှိတယ် ယောက်တံပရမများတွေမှာလည်းအလုံးအစစ်အတုရှိတယ်ထုတ်တူပဲတရားဓမ္မမှာလည်းအစစ်အတုရှိတယ်တဲ့ရှင်အစစ်အတုမှာရှင်စစ်ထင်ပြီးတော့ရှင်အတုကိုဝယ်မိလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်ဟာအများကြီးဆုံးရှုံးသွားတယ်ဆုံးရှုံးတယ်ဆိုတာတောင်မှတဘဝပဲဆုံးရှုံးတာပါဒီတဲ့ပို့ပြီးတော့မဆုံးရှုံးဘူး တရားအတုကိုလိုက်နာကျင့်သုံးပြီဆိုလို့ရှိရင်တန်လျာခရီးကြီးပါဆုံးရှုံးနိုင်တယ်အဲ့ဒီဆုံးရှုံးမှုကပူကြီးတယ်လို့ပြောတာနော်ဒါကြောင့်မို့လို့တရားဓမ္မကိုကျင့်သုံးလိုက်နာကြရတဲ့ဆိုတဲ့နေရာမှာလည်းပဲအစ်စ်အတုခွဲခြားတတ်ဖို့စံကလေးတွေမှတ်တမ်းတင်ထားဖို့လိုသေးတယ်ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာဓမ္မဂတိကဆရာတော်တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပိဋကတ်30တိက္ကရ9တပည့်ခဏပေါင်း1400ကထုတ်လုပ်ပြီးတော့ဟောကြတယ်ဘုရားဘောတရားတိုင်ဟောတာဆိုလို့ရှိရင်တော့နှွဲစရာအကြောင်းမရှိဘူးသို့သောမိမိတို့ရဲ့ကိုယ်ပိုင်အာဘော်ကလေးတွေထည့်ပြီးပြောသွားတာကြတော့လွဲသွားနိုင်နေတယ်လွဲသွားနိုင်တော့ အငင်းပွားစရာလေးတွေဖြစ်ပေါ်လာတဲ့ဓမ္မနဲ့ပတ်သက်တဲ့အငင်းပွားစရာလေးတွေဖြစ်ပေါ်တပားကလည်းဒါဖရာဟောလို့ပြောသွားတယ်နောက်တပားကလည်းဒါဖရာဟောတာမဟုတ်ဘူးလို့ပြောသွားဟောတာအငင်းပွားစရာတစ်ခုဖြစ်လာတပားကဒါပိဋကတ်ထဲပါတယ်တပားကပိဋကတ်စာပေထဲမပါဘူးလို့ဆိုလို့ရှိရင်အငင်းပွားစရာတစ်ခုဖြစ်လာတယ်ပေါ့အဲ့ဒီလိုအငင်းပွားစရာတွေမရှိဘူးမဟုတ်ရှိတယ်တန်တရာ သာသနာတော်ရဲ့သမိုင်းမှာမြောင်များစွာပေါ်ထွန်းခဲ့တာပေါ့ဒါကြောင့်ဝိအဘိဓမ္မာခုနှစ်ကျမ်းမှာအပါဝင်ဖြစ်တဲ့ကထာဝတ္ထုကျမ်းဆိုတာအဲ့ဒီအယူဆရေးရာတွေနဲ့ပတ်သက်ပြီးတော့မတူညီတဲ့အယူဝါဒတွေရှင်းရှင်းဆုံးဖြတ်ပေးတာကထာဝတ္ထုဆိုတဲ့အဘိဓမ္မာခုနှစ်ကျမ်းရဲ့တစ်ကျမ်းဟာ မတူညီတဲ့အယူဆတွေမှားရတဲ့အယူဆတွေကိုစစ်စစ်ဆုံးဖြတ်ပေးထားတဲ့ကျမ်းစာတစ်ခုဖြစ်တယ်။အဲဒါကြောင့်မို့လို့ကထာဝတ္ထုကိုဘာသာပြန်တာမြန်မာနိုင်ငံကအရင်တော့ကရင်မျိုးမင်းကြီးဥရွှေဆန်းအောင်ဆိုကဘာမှာပထမဆုံးပါဠိဘာသာကနေပြီးတော့အင်္ဂလိပ်ဘာသာပြန်ဆိုပေးတယ် သူပြန်တဲ့အင်္ဂလိပ်လိုနာမည်ကို points of controversy points of controversy ဆိုတာကအငင်းပွားစရာအချက်များလို့ဒီလိုပြောတာနော်ဘုရားရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းအငင်းပွားစရာအချက်ရှိတာအရာခသိမ်းမှာအငင်းပွားစရာအချက်ဖျားဟောတာကအငင်းပွားစရာမဟုတ်ဘူးတင်ပြတဲ့ပုံကိုယ်ရဲ့အယူအဆအတွေးခေါ်တွေနဲ့ ပြောလိုက်ပြီဆိုရင်အငင်းပွားစရာတွေအများကြီးဖြစ်သွားတယ်။ယေဇောဗျာဟောထားတဲ့တရားကတော့အမှန်တိုင်းပဲ။ယေဇောဗျာတရားတော်ကိုထပ်ဆင့်ဟောပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ problem of interpretation ပေါ့ interpretation problem လို့ခေါ်တယ်။ဘာသာပြန်မှုရဲ့ပြဿနာတွေပေါ့။ interpret လုပ်တဲ့အခါမှာပြဿနာဆိုတာအတိတ်ပဲ။ interpretation ဆိုတာအတိတ်ပဲဖော်ဆောင်တာအတိတ်ပဲကောက်ယူချက်တွေကလွဲမှားတယ်အဲ့ဒီလိုလွဲမှားဆိုတာအတိတ်ပဲကောက်ယူလိုက်မယ်ဆိုလို့ရှိရင်လမ်းကြောင်းဟာ လွဲသွားနိုင်တယ်ဘုရားရဲ့ဆိုလိုချက်တွေမြတ်စွာဘုရားရဲ့အာဘော်တွေမရှိတော့ဘူးပုဂ္ဂိုလ်တူတယောက်ရဲ့အာဘော်တွေဖြစ်သွားပြီးတော့လွဲမှားသွားတယ်ဒီလိုလွဲမှားမှုမျိုးကမြတ်စွာဘုရား လက်ထက်ကတည်းကကိုရှိခဲ့တာ ဒီကနေ့ခင်မှာလည်းရှိနိုင်တာပဲဘုရားလက်ထက်ကလေးကရှိနေတယ်မြတ်စွာဘုရားကိုယ်တိုင်တစ်ခါတစ်ခါဖြည့်ရှင်းဆုံးမြတ်ပြရဖြည့်ရှင်းဆုံးမြတ်လို့လွယ်မှားတဲ့အယူဆတစ်ခုဆွန့်လွတ်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဆွန့်လွတ်မှုမရှိတဲ့ပုဂ္ဂိုလ်လည်းရှိတာဘုရားကိုယ်တိုင်ရှင်းလင်းပြတာတောင်မဆွန့်လွတ်တဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်ဘုသူတွေတုံးဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကတာတိဆိုတဲ့ယဟန် တတိဆိုတဲ့ယဟန်တို့အရိဋ္ဌဆိုတဲ့ယဟန်တို့အရိဋ္ဌဆိုတဲ့ကိုတော်ကမြန်မာလိုပြောရင်တော့ဥရိဋ္ဌပေါ့နော်အဲ့ဒီဘုန်းကြီးကဇာတ္တပိဋကဘုန်းကြီးတော်ပါပဲအဲ့တော့ဘုန်းကြီးတွေလည်းဇာတ္တပိဋကဆိုတဲ့အတိုင်းမလွဲမှားဘူးလို့မအောင်မိတ်နဲ့အရိဋ္ဌဆိုတဲ့ယဟန်ကဇာတ္တပိဋကယဟန်ကြီး ိုးသောသူရဲ့အတွေးခေါ်မှားယွင်းမှုကြောင့်သူတင်ပြတဲ့စကားရဟာချွတ်ချော်တိမ်ပါပထမပါရဇိကနဲ့ပတ်သက်ပြီးတော့ကာယတံပတ္တဆိုတဲ့ခိုးအတွေ့အထိပထမပါရဇိကလို့ဒီလိုမြတ်စွာဘုရားပြည့်ညတ်ထားတယ်ဘုဖဲခရီပါတို့ရဲ့အတွေ့အထိ လူသားခန္ဓာကိုယ်ရဲ့အတွေ့အထိဒီဖတ်တာဆိုတဲ့အတွေ့အထိနှစ်ခုကဘာမှမထူဘူးဒါကြောင့်မို့လို့ပါရဇိကလို့ပြင်ညာထားမမှန်ဘူးလို့ဆိုတဲ့အတွေ့အခေါ်တစ်ခုသူကယူဆလွဲမားစွာနှိုင်းရှင်မှုပေါ့တခါတခါကျတော့နှိုင်းရှင်ကြည့်တာလွဲမားသွားလို့ရှင်လမ်းကြောင်းဟာလွဲသွားတတ်တယ်ပေါ့အဲ့တော့သူကမြတ်စွာဘုရားကဒီဒီအလုံးဟာမလုံးတဲ့ဘူးဆံမဲ့ဖို့ရဲ့အနေဖြစ်တဲ့ဆိုလိုတာက ဆံမရနိုင်ဘူးမဲမရနိုင်ဘူးနှက်ပြေမရောက်နိုင်ဘူးနှက်ပြေလမ်းကြောင်းရဲ့အန္တရာယ်ဖြစ်တယ် obstacle ပေါ့အဟံတာဖြစ်တယ်လို့ဟောထားတဲ့တရားတွေဟာမဖြစ်နိုင်ပါဘူးလို့သူကပြောတယ်အဲ့ဒါဘုရားရှိတုန်းကပဲဒီ controversy ဆိုတာဖြစ်ပေါ်လာတယ်ကျန်တဲ့ယဟန်တွေကဝိုင်းဝန်းပြောဆိုလို့မရလို့ဘုရားစီပို့လို့ဘုရားကလည်းရှင်းပြပေးတယ်သူ မလိုက်နိုင် ။ပါတိဆိုတဲ့ယဟန်ကတော့အယူဝါဒရေးရနဲ့ပတ်သက်လာတဲ့အခါမှာသူကမဆွေးမြေ့ထားတယ်ဆိုလို့ရှိရင်လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်ကလေးအဲ့ဒီစိတ်ကလေးဟာခံစားရတဲ့ဒီစိတ်ကလေးရှိနေတဲ့အခါမှာလူတွေဟာစကားပြောတယ်ခန်းစားတယ်စကားပြောတယ်ဆိုတော့ဒီအသိစိတ်လေးဟာတဘွားကနေတဘွားကူးနေတာတဲ့ ီဘဝဒီခန္ဓာကိုယ်ကြီးဟောင်းသွားတဲ့အခါနောက်ဘဝခန္ဓာအတ္တရှာပြီးတော့ခူးသွားတယ်ဒီလိုသူကဗမာလူပြောမယ်ဆိုဝိညာဉ်ကလေးပေါ့ဗမာတွေပြောတဲ့ဝိညာဉ်ကလေးလိပ်ပြာကလေးပေါ့ဒါလေးကသာဝရမြဲနေတယ်လူရဲ့ခန္ဓာကိုယ်ထဲမှာသိသွားရင်လိပ်ပြာလေးကထွက်သွားပြီးတော့နောက်ဘဝရောက်သွားတယ်ပေါ့ဘဝတစ်ခုကူးပြန်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားက ရဲတဲ့တရားတစ်ခုမှမမရှိပဲနဲ့အခုဝိညာဉ်လေးကနောက်ဝိညာဉ်ဖြစ်တယ်ဆိုတာဘုရားဟောတဲ့တရားမှမဟုတ်ပဲမြတ်စွာဘုရားကစိတ်ကလေးတစ်ခုဟာအခုဖြစ်ပြီးအခုချုပ်သွားပြီးနောက်ထပ်ဖြစ်တာကနောက်စိတ်စဉ်ဆက်မပြအကြောင်းတွေပေါ်အကြောင်းပြုပြီးတော့တစ်ခုစီဖြစ်နေတာဒီစိတ်ကလေးထပ်ဖြစ်တာမဟုတ်ဘူးနောက်ဖြစ်တဲ့စိတ်ဒီနောက်နောက်စိတ်အဲ့ဒါလို့စဉ်ဆက်မပြ စိတ်ကလေးရဲ့တက်တန်းဟာအမတန်တူထောင်းတဲ့အချိန်ပိုင်းလေးသုံးခုပဲရှိတယ်။ထိုတူထောင်းတဲ့အချိန်ပိုင်းကလေးရှိပြီးဖြစ်သွားတဲ့စိတ်ကလေးကလည်းနောက်ထပ်ပေါ်လာတာမဟုတ်ဘူးနောက်ထပ်ပေါ်တာက copy ပဲအလားတရံတူတဲ့အရာပေါ်လာ။ဆိုပါစို့ဖျောင်းနိုင်မီလေးထွန်းတာပြီးတော့ထိုဖျောင်းနိုင်မီလေးကိုနှိမ့်လိုက်လို့ငြိမ့်သွားတယ်။နောက်ထပ်တစ်ခါထပ်ပြီးတော့ထွန်းလိုက်တယ်။ ဲ့တော့နောက်ထပ်ထွန်းလို့လင်းလာတဲ့မီးတွေကပထမငိမ့်သွားတဲ့ဖျောင်းနိုင်မီးနဲ့အလားတန်တူတူပဲသို့တော့ငိမ့်သွားတဲ့မီးလားလို့ဆိုဘယ်ဟုတ်ငိမ့်သွားတဲ့မီးကဘယ်တော့မှပြန်မလာတော့ဘူးထို့တူပဲစိတ်ဟာဖြစ်ပြီးပြတ်သွားတဲ့စိတ်ဟာဒီစိတ်ကလေးကတော့ဘယ်တော့မှပြန်မပေါ်ဘူးနောက်ထပ်ပေါ်တာကနောက်စိတ်ပဲ။ ဲ့တော့မြဲတဲ့ဝိညာဉ်ဆိုတာမရှိနိုင်ဘူးလို့မြတ်စွာဘုရားရှင်းပြပေမဲ့လို့တာတိယဟန်ကသဘောပေါက်သွားတာမရှိဘူးတဲ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာယူတဲ့အခါမှာတင်းဆောင်သွားနိုင်တယ်တဲ့ဘုမပြေပါလဲဟိုဆရာတော်ကဒီလိုဟောတယ်ဒီဆရာတော်ကဒီလိုဟောတယ် ਨੇ ဗျာမျိုးတွေဖြစ်ပြီးတော့တန်တရာမဖြစ်ကြရလေအောင် စာရဲပါတယ်ဆိုတာလေအဓိကမဟုတ်ဘူးစာရဲမပါဘူးဆိုတာလေအဓိကမဟုတ်ဘူးမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့အဓိကတေချာတဲ့လမ်းဆိုတာဘာတော့ဆိုခရိုက်တာရီယာမှတ်ကြောက်ကလေးတစ်ခုမိရွေးတော်ကောရမေကြီးကိုမြတ်စွာဘုရားကသင်ပေးသွားတယ် ေတရားယောက်ကလာပြီးတော့ဒါဖရာဟောပါလို့လာပြောမယ်ဓမ္မမင်္ဂနဲ့တရားဝိနည်းဖရာရဲ့အဆုံးမဝိနည်းဆုံးမချက်တတုသာသနာမြတ်စွာဘုရားရဲ့ဩဝါဒလို့တစုံတရားကနေအတီးပြုတ်ပြီးတော့လာပြောမယ်ဆိုလို့ရှိရင်တဲ့မှတ်ကြောက်တင်ကြည့်လိုက်ပါ ဖရာရဲ့ဓမ္မဝိနည်းတထုသာသနာအဆုံးမတရားတော်မှန်လို့ရှိရင်တဲ့ရှိနေတဲ့အတွေ့အကြုံရော့သွားရမယ်မုံတီးတဲ့စိတ်တွေရော့သွားရမယ်တန်တရားဖြစ်ပြီးတော့အမှန်ကန်မသိတဲ့မောဟတွေရော့သွားရမယ်နောက်ဆုံးမှာရော့သွားပြီးလုံးဝပျောက်ကွယ်သွားစေနိုင်တဲ့အဆွမ်းအားရှိတယ် ဲ့ဒါလို့မဟုတ်ဖဲနဲ့လောဘတွေတိုးလာမယ်ဒေါသတွေတိုးလာမယ်မောဟတွေတိုးလာမယ်ဆိုရင်ဒါဖះဆုံးမှာမဟုတ်ဘူးလို့သိချာဆုံးဖြတ်လိုက်ဒီကျင့်စဉ်တစ်ခုကိုကျင့်လို့ကုသနာမှာလောဘနည်းသွားသလားဒေါသနည်းသွားသလားမောဟနည်းသွားသလားဒါအဓိကကြတယ်လောဘလည်းနည်းမသွားဘူးဒေါသလည်းနည်းမသွားဘူးမောဟလည်းနည်းမသွားဘူး အကုသူတွေလည်းနဲမသွားပဲနဲ့အကုသူတွေတိုးသာလာတယ်ဆိုလို့ရှိရင်ဒါမှားတဲ့အကျင့်ဘုရားဟောတဲ့တရားမဟုတ်ဘူးလို့ရသော်ဘုရားဒီလို criteria မှတ်ချက်တစ်ခုပေးထားတယ်အဲ့ဒီစံနဲ့ပဲတိုင်းတာပြီးတဲ့အခါကျတော့မှားတယ်မှန်တယ်ကိုဆုံးဖြတ်အောင်ဂျန်နဲ့ history တို့ဘာလို့ဆိုတော့တိတ်ပြီးတော့အရေးပါလာတာမဟုတ်ဘူးအရေးကြီးတော့က ဒီတရားကိုလက်ခံကျင့်သုံးလိုက်လို့ကိုယ်တဏ္ဍာမှာအသိဉာဏ်တွေတိုးတက်လာသလားတို့မဟုတ်အသိဉာဏ်ဘက်ကဆုပ်ယုပ်သွားသလားစိတ်တဘောဓာကောင်းမွန်တဲ့စိတ်တဘောဓာတွေတိုးတက်လာသလားကောင်းမွန်တဲ့စိတ်တဘောဓာတွေဆုပ်ယုပ်သွားသလားသူတော်ကောင်းစိတ်ပို့ပြီးတော့ဝင်လာသလားသူတော်ကောင်းစိတ်ညှော့နေသွားသလားကြည့်လေတချို့တရားလိုက်နာကျင့်သုံးလာတဲ့အခါကျတော့ မဖြစ်လာတော့ဆိုလို့ရှိရင်မာနတွေဝင်လာငါလိုတတ်တဲ့လူမရှိဘူးငါပို့တာတယ်ဗမာပြည်မှာလည်းတခါတလေပေါ်သေးတယ်လေတရားသိသွားပြီဆိုလို့ရှိရင်အေးဘုန်းကြီးတောင်ရှင်းမခေါ်တော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားခါတိုင်းကဘုန်းကြီးကိုရှ िख ိုးတယ်။တန်ဃာဆိုတဲ့အနေနဲ့လေးစားပြီးတော့ရှ िख ိုးတယ်။ အဲ့ဒီတရားကျင့်ပြီးတဲ့နောက်ကြလို့ရှိရင်ဘုန်းကြီးကိုရှင်မခိုးနိုင်တော့ဘူးဆိုတော့သမမနာတွေပိုတက်သွားတဲ့သဘောပဲဒါမနာဆိုတာကုသိုလ်လားအကုသိုလ်လားလို့မေးလို့ရှိရင် အကုသိုလ်ပဲကိုယ့်ရဲ့အရင်ချင်းကိုတန်ခါရက်တာရယ်ဆိုတဲ့အနေအထားမျိုးထိအောင်မြင့်ပြီးတော့ကိုယ့်ကိုယ်ကိုယ်ဟာကိုယ့်အနေနဲ့ အယုတိပေးရမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးလို့ဒီလိုထင်းလာတာဟာဒါမာနဝင်တာမာနဝင်တာမှမသိအောင်တစ်ခါတစ်ခါကြာတော့တိမ်မွေးပြီးတော့သွားတယ်ဒီလိုဆုံးလို့လားအဲ့တော့မင်္ဂနဲ့တရားကိုသိရှိနားလည်လာတဲ့ပုဂ္ဂိုလ်ကအဲ့ဒါလို့မဟုတ်ဘူးသိလာပြီဆိုလို့ရှိရင်ယုတိလေးစားတတ်တဲ့ပုဂ္ဂိုလ်တို့ ဘသူမဆိုရိုသေသည်လေးလေးစားစားဆက်ဆံနိုင်တဲ့အနေထားမျိုးရှိလာတယ်။အလုံးပေါ်မှာမေတ္တာထားနိုင်တဲ့စိတ်ဓာတ်တွေရှိလာတယ်။စိတ်ထဲမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းနေမွေးလာတယ်။မာမနာတွေလည်းကင်းလာတယ်ရောကြလာတယ်။ကိုကိုကိုအထင်ကြီးတဲ့စိတ်တွေလည်းရောကြလာတယ်။ကြည့်လေတော်တော်ပြောကြတယ်။ တကယ်တက်ပြီဆိုတဲ့စကောလာဖြစ်တဲ့ပုဂ္ဂိုလ်တွေကငါမတက်သေးဘူးလို့သိတဲ့ပုဂ္ဂိုလ်ပဲ။ညာတော်အပြင်မတက်တဲ့လူတွေကတက်တယ်ထင်တယ်။တက်တဲ့ပုဂ္ဂိုလ်ကဘလို့ပြောလို့ရှိလို့ဆိုရင်တကယ်စကောလာကြီးတွေဗမောက္ခကြီးတွေပြောအေးငါမတက်သေးဘူးလို့သိတာဟာစတတ်တဲ့နေပဲလို့ဒီလိုဆိုလို့အရာရာကိုမှန်မှန်ကန်ကန်မြင်တတ်လား။ ဆရာတော်ကြီးတွေကတော့ဥပမာဘယ်လိုပေးတယ်ဆိုလို့ရှိရင်စဘာပင်နေမှာစဘာသီးသီးစဘာသီးထဲမှာအဆံပြည့်တဲ့စဘာနဲ့အဆံမပြည့်တဲ့စဘာနှစ်ခုရှိအဆံပြည့်တဲ့စဘာဟာငိုက်ကြလားအဆံမပြည့်တဲ့စဘာကြထောင်း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 နဲ့ထဲထဲကြည့်လိုက်ရင်အဆံမပါဘူးဆိုတော့အခွန်ကြီးအဲ့ဒီအခွန်ကြီးဆိုရင်ပိုးထောင်တယ် အဆံပြေသွားရင်ငိုက်ကြသွားတယ်။အဲ့ဒါဘာကိုသေုပ်ဖော်တာတုံးလို့ဆိုလို့ရှိရင်တရားကိုပိုသိရင်အလုံးကိုလေးစားထက်သွားတယ်ဒီလိုဆိုလို့မမနာပို့ပြီးတော့နဲသွားတယ်လို့ပြောတာပညာရှိလာတဲ့ပုဂ္ဂိုလ်ကမမနာပို့နဲသွားပညာရှိလို့မမနာပို့တက်သွားတယ်ဆိုတာလုံလောက်အောင်ပညာမရှိလို့ပဲလို့ဒီလိုမှတ် အဆံပြေတဲ့စဘာသည်ငိုက်နေတယ်လို့ပဲငိုက်ကြသွားတယ်လို့ပဲပညာရှိတဲ့ပုဂ္ဂိုလ်ကအလုံးကိုလေးစားနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်အဆံမဲ့တဲ့စဘာသည်ထောင်း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 ဖြစ်တယ်မတတတဲ့ပုဂ္ဂိုလ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာဆောင်ကြဆောင်ကြမမနာတရားတွေတက်ကြွလာတတ်တယ်တဲ့ဒီလိုဆုံးလို့တာပေါ့ အဲ့တော့မြတ်စွာဘုရားတရားတော်ကိုလေးလာခြင်းသုံးတဲ့အခါမှာတကယ်တရားသိဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတော့ဆိုရင်ဥပမာမဲ့သောတာပန်ဖြစ်သွားပြီဆိုရင်သူ့ရဲ့စိတ်ဓာတ်ဟာဘယ်လိုရှိတော့သူသိတဲ့တရားဓမ္မတွေကိုတလောကလုံးသိစေခြင်းနဲ့စိတ်သူ့မှာရှိတယ်သို့တော့သူရှုပ်ဝဲခြင်းနဲ့ဘာလို့ဆိုရင်သူ့ရဲ့အယီချင်းပဲ သူ့ရဲ့အည်ချင်းကိုဘလောက်ဖြစ်အောင်ရွှေချိုးဝဲချင်တော့ဆိုရင်သူ့ပိုင်နဲ့ရွှေအိုးလူမြင်မှာစိုးတယ်သူ့ပိုင်နဲ့ယရနာရွှေအိုးလူမြင်မှာစိုးတယ်အေးအဲ့ဒါလို့မဟုတ်ဘဲနဲ့တပြားတပြားလှုပ်ချင်တဲ့ပုံကတော့ရွှေမစစ်လို့ပဲအဲ့ဒါလူတကာကိုပြချင်တယ်ဆိုရင်ရွှေမစစ်သေးဘူးလို့ပဲဒီလိုမှတ်